အာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာဗီဒီယိုလည်းမတင်တာတော်တော်ကြာသွားရေပေါ့နော်အလုပ်တွေလည်းရှုပ်နေတယ်ဗျာအာဒီကြားထဲမှာပေါ့နော်အမအားတဲ့ကြားထဲအတင်နေပြီးတော့ဒီနေပေါ့နော်အာဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးလိုက်တယ်ဗျာအာဘာလို့လဲဆိုတော့ကျွန်တော်ကဒီနေ့မှာပေါ့နော်အာ KPZ ဘန်နေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြပြပေးတော့ပါမယ်ဟုတ်ကဲ့ KPZ ဘန်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘာတွေပြောသွားပေးမလဲပေါ့နော်အော်အဓိကကတော့ကျွန်တော်တို့ဒီ KPZ ပေး ဝေမန်နေပေါ့နော်အတုံများရတယ်ဒါပေမဲ့လည်းဒီနေ့မှာတော့ KBZ ကတင်နေပြီးတော့မှပေးမှာပေါ့နော်အဲ့ဒါတင်နေတာလေကို ကျွန်တော်ကပြပြပေးတော့ပါမယ်ဘယ်လိုမျိုးတွေရှင်းရမလဲပေါ့နော်ဟုတ်ကဲ့အရင်နှုံးကားပေါ့နော်ကျွန်တော်တို့ကျွန်တော်ဆိုရင်အာအာဘန်အကောက်စာဖွင့်ခဲ့တယ်ပေါ့နော်2016ကဘန်စာဖွင့်တော့ပေါ့နော် ဘန်အကောက်ကိုစာဖွင့်တော့ကျွန်တော်ကဒီလိုပဲမှတ်ပုံတွေတမျိုးတည်းနဲ့ရတယ်ပေါ့နော်အာပြီးတော့မှကျွန်တော်တို့တွေဘာမှလည်းထွတ်ထွတ်ထူးထူးမလိုဘူးပေါ့နော်ဒါပေမဲ့အခုကျွန်တော်က2025ပေါ့နော်2025ခုနှစ်ကျွန်တော်ကဘယ်နှစ်အာဆယ်လပိုင်းလောက်ကပေါ့နော်ဆယ်လပိုင်းတော့ကကျွန်တော်ကဘန်ကိုသွားခဲ့တယ်ပေါ့နော်ဆယ်လပိုင်းတော့က ပန်ကိုသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကဗာလဲဆိုတော့ဖုန်းနံပါတ်ရှိနေပေါ့နော်ဖုန်းနံပါတ်ရှိနေအော်ဒါကိုကျွန်တော်ကဘယ်လိုတွေလောက်ဆောင်ခဲ့ရလဲဆိုတာကိုကျွန်တော်ပြပြပြတော့ပါမယ်ဟုတ်ကဲ့အော်ကစ်စပေးမှာကျွန်တော်ကပေါ့နော်အော်ဖုန်းနံပါတ်အရင်တော့ကမိုင်းတဲနဲ့ဖွင့်ခဲ့တယ်မိုင်းတက်ကကရုတ်တရက်နေ့တိုင်းတုံးနေတာကိုသူကရုတ်တရက်ပိတ်သွားတယ်ပေါ့နော်အော်ပိတ်သွားတာမှာ ဘာမှလည်းအကြောင်းပြချင်းမရှိဘဲနဲ့ပိတ်သွားတယ်ပိတ်သွားတော့ကျွန်တော်ရဲ့ဝေမန်းနေ KBZ CB ဘောနော်ကျွန်တော်ရဲ့ဘဏ်အကောင့်နံပါတ်တွေအကုန်လုံးကိုအော်ဘဏ်အကောင့်ကဖုန်းနံပါတ်တစ်လုံးနဲ့ချိန်ထားတာဆိုတော့အော် Apple နံပါတ်ကပိတ်လိုက်တော့အဲကျွန်တော်မှာကဘောနော်ပြဿနာတစ်ခုဖြစ်သွားတာဘယ်လိုမျိုးလဲဆိုတော့အော်လုံးဝအလုပ်လုပ်လို့အဆင်မပြေတော့ဘူးအထူးသဖြင့်ဝေမန်းနေရတယ်နေပြီးတော့အော် CB ဘဏ်နဲ့ကိုငွေသွင်းတာတော့နောက်တစ်ခါကျတော့ CB ဘဏ်ကတင်နေပြီးတော့တခြား အအလုံးမှာဗောနော်ငွေလွှဲတာတို့ကိုအဆင်မပြေတော့ပါဘူးနောက်တော့ KBZ ပေးရတဲ့နေပြီးတော့မှအကောင့်ထဲကိုဓာတ်လိုက်ချိန်တဲ့အခါမှာလဲဗောနော်အော်အဆင်မပြေတာတွေဖြစ်ခဲ့ပါတယ်ဒါကြောင့်မို့ကြောင့်ကျွန်တော်ကအာဆယ်လာပိုင်းလောက်ကဘဏ်ကိုသွားခဲ့တယ်ဖုန်းနံပါတ်ချိန်မှုဆိုပြီးတော့မှပေါ့နော်အဘဏ်ကတည်းနေပြီးတော့မှအာဖုန်းနံပါတ်တစ်မျိုးကိုပေါ့နော်ချိန်ပေးလိုက်ပါတယ်ဗျအာဖုန်းနံပါတ်တစ်မျိုးကိုချိန်ပေးလိုက်တဲ့အခါမှာကျွန်တော်ကပေါ့နော်အာတာရှိလေးက တာရှိလိပ်ပန်းမှာရှိနေပေါ့နော်တာရှိလိပ်ပန်းမှာရှိတော့အတွက်အဒီမှာတစ်ချက်ပြကျင်တာကအတာရှိလိပ်ပန်းကပန်း1ပန်း2ပန်း3ဆိုပြီးတော့ရှိပါတယ်အမှကပန်း1ကလည်းမရပါဘူးပန်း3ကလည်းမရပါဘူးအာဘန်ဒူကသူက KPCP call center ရှိတဲ့အတွက်ကြောင့်အဆင်ပြေခဲ့ပါတယ်။အော်ဒါနဲ့ကျွန်တော် က အခန်းရောက်တော့ကိုယ့်ရဲ့ဘဏ်အကောင့်တွေ ATM ကနံပါတ်တွေနဲ့မိုဘိုင်းဘန်ကီးကို အရင်နှုန်းကလိုမျိုးပဲပေါ့နော်ထင်လို့ရှိခဲ့ပါတယ်။ဒါပေမဲ့လည်းကမ္မကောင်ထောက်မစွာနဲ့လုံးဝကိုအဆင်မပြေခဲ့ပါဘူး။အာဒီမှာကျွန်တော်ကနေ့တိုင်းနှစ်ရက်သုံးရက်လောက်စံလုပ်ကြည့်တယ်ပေါ့နော်အဆင်မပြေပါဘူး။ဒါနဲ့ကျွန်တော်ကဒီနေ့ဒီဗီဒီယိုမလုပ်ခင်နိုင်ပိုင်းလောက်အလုံးမှာကျွန်တော်အောင်ကိပစက် ဘန်ကိုဖုံးခေါ်ခဲ့တယ်ပေါ့နော်အာကင်စစ်ဘန်ကိုဖုံးခေါ်ခဲ့တယ်ပြီးတော့653လုံးကိုပေါ့နော်ဖုံးခေါ်ခဲ့တယ်အာပြီးတော့ air customer နဲ့စကားပြောကြည့်တယ်ပေါ့နော်ပြောကြည့်တဲ့အခါမှာကြတော့အာသူကတော့အာ mobile banking နဲ့ပတ်သက်တာဆိုရင်တော့ဘန်ကိုသွားလိုက်လို့ပဲပြောပါတယ်ဟုတ်ကဲ့အာဒီဟာတင်နေပြီးတော့ကျွန်တော်ကဒီမှာမိတ်ဆွေတွေကိုပြောချင်လဲဆိုတော့ကိပဇက်ပေးဖွင့်ထားတယ်ဆိုရင်အာဖုန်းနံပါတ်ကို ပေါ့နော်တမျိုးတည်းနဲ့ဖုန်းနံပါတ်တမျိုးတည်းနဲ့ KBZ Womanee အာနောက်တစ်ခါကျတော့ CBU မ AYA ပေါ့နော်စတဲ့ဖုန်းနံပါတ်တွေနဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အကြံပြုချင်တာကတော့အာအမြဲတမ်းသုံးပေးပါအာနောက်တော့အာအကောင့်မပိတ်ခံရအောင်တတိထားပါအခုကပေါ့နော်အော်တာရှိလိုက်မှာဆိုရင်ပို့ဆိုးပါတယ်အော်ဘယ်လိုမျိုးလဲဆိုတော့ကြားဖြန့်ကိစ္စတွေပါနေတယ်ကျွန်တော်လွန်ခဲ့တဲ့တစ်ပတ်ကအော် အဲ့ဒီဆယ်လာပိုင်းမတိုင်ခင်ခုနလပိုင်းလောက်တုန်းကကျွန်တော် AY ဘဏ်ကိုသွားခဲ့တဲ့အော်ဗီဇာကဖွင့်ကျင်လို့ဆိုရင်သူကတော့ online ကတယ်ပဲဆိုတော့ ACC ဖွင့်လို့ရခဲ့တယ်ပေါ့နော်ဘဏ်အကောင့်တော့သူတို့ကမဖွင့်ပေးခဲ့ဘူးပေါ့နော်အခုကျွန်တော်ဆယ်လာပိုင်းလောက်တုန်းကကျွန်တော်ကဘဏ်ကိုသွားခဲ့တယ် AY ဘဏ်ကိုပဲထပ်ခါအဲ့ဒီဘဏ်ကိုပဲသွားခဲ့တယ်သွားခဲ့ပြီးတော့မှသွားတော့ကျွန်တော်ကဘဏ်ကိုရောက်တော့အာ ဘဏ်အကောင့်တစ်ကောင့်ဖွင့်ဖို့ကိုပေါ့နော်စဉ်းစားကြည့်လို့ရပါတယ်ဗျဒါကကျွန်တော်ကဘယ်သူ့ဘုံမှဘယ်အဖွဲ့အစည်းဘုံမှအပြည့်ပြောတာမဟုတ်ပါဘူးပွဲချချင်တာလည်းမဟုတ်ပါဘူးပေါ့နော်အော်ဘဏ်အကောင့်သွားဖွင့်တယ်ကိုမှတ်ပုံတင်တယ်ကိုကိုတိုင်းပဲဒါပေမဲ့ပေါ့နော်တခြားဖွင့်ထားတဲ့သူတယောက်လောက်ရှိမှအဆင်ပြေမယ်ဆိုတော့ကအဆင်မပြေနေတော့ဘူးပေါ့နော်ကိုကဘာလို့လဲဆိုတော့ကိုကအလုံးအတွက်ဒီဘန်နေနဲ့ ဘန်စားဖက်တွေနဲ့လုံးလုံးရတဲ့အတွက်ကြောင့်မို့ကြောင့်ဘန်စားဖက်တွေနဲ့ဟိုအဆင်ပြေအောင်ပေါ့နော်ဘာအကောက်တော့ဖွင့်တာကိုအာသူတို့ကတည်းနေပြီးတော့ကြာဖြတ်နေတဲ့မို့ကြောင့်အာတယောက်ထဲဆိုရင် လုံးလုံးမရဘူးအလားတူပဲ CB ဘန်ကိုလည်းတွားခဲ့တယ်ပေါ့နော် CB ဘန်မှာကပါလဲဆိုတော့အာစာအုပ်ကကျွန်တော်ကမြန်မာပြည်မှာရွာတဲ့မြန်မာပြည်မှာပေါ့နော်မေးကြံခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကအခုကနေဆက်ကိုရောက်နေတယ်တာရှိလိတ်ကိုရောက်နေတဲ့အတွက်ကြောင့်တာရှိလိတ်ကမှကျွန်တော်ကတဆင့်ပေါ့နော် ်အဘန်ကဘန်ကိုသွားလုတ်တယ်သွားလုတ်တဲ့အခါကျတော့အသူတို့ကအော်အရင်ဘန်စာအုပ်ရှိတယ်ဆိုရင်တော့အဆင်ပြေပါတယ်တဲ့ဘန်အကောက်အသက်ထောက်ဖွင့်မယ်ဆိုလို့ရှင်တော့အော်ဒီလိုပဲလူ2ယောက်ပေါ့နော်အဲ CP ဘန်မှကျတော့လူက1ယောက်လို့မပြောဘူး2ယောက်လိုတယ်လို့ပြောတယ်ပေါ့နော်အဲကျွန်တော်ကအာဒါဆိုလို့ရှိရင်ပေါ့နော်အော် call center တွေကလည်းကျွန်တော်တို့ဒီလိုမျိုးလဲ မပြောဘူးဟောလို့ပြောတော့သူကပြည်တွင်းဗန်နေဆိုရင်တော့ရတယ်တဲ့ဒါကနေဆက်တင်မှုချောင်းနေပေါ့နော်အာကျွန်တော်ဒီကမှာအာပြောချင်တာကပေါ့နော်အာမိတ်ဆွေတို့ကိုပြောချင်တာကအာတကယ်လို့သွားဖွင့်မယ်ဆိုလို့ရှိရင်အတိမိတ်ဆွေဒါမှမဟုတ် A1A B သွားဖွင့်မယ်ဆိုလဲ A1A ဘန်အောက်သွားဖွင့်မယ်ဆိုလို့ရှိရင်လဲ A1A အောက်ရှိတဲ့သူနဲ့သွားဖွင့်မှုကိုအကြံပြုပြစေနောက်မှဆိုရင်အချိန်ကုန်တာပဲအဖတ်တင်ပါတယ်ကျွန်တော်ဆိုရင်အာ KBZ B ကိုသွားဖွင့်မှုကိုအန်3ရက် ြာတယ်ပေါ့နော်အဲ၃ရက်ကြာပြီးမှပွင့်ပါတယ်အာနောက်ထပ်တစ်ခုကအခုကဘာရှင်အစ်စ်တွေဖြစ်တဲ့အတွက်ကြောင့်အရင်လိုအဆင်မပြေတော့ပါဘူးအလွယ်တကူလည်းချိန်လို့မရတော့ပါဘူးသူကပေါ့နော် KBZ ပေးကပေါ့နော်ဖုန်းနံပါတ်ပြောင်းမယ်ဆိုလို့ရှင်လည်းဖုန်းအစ်စ်ကတည်းအဟောင်းဆိုလို့ရှင်လည်းသူကကျူအကုတ်တွေတောင်းတယ်ပေါ့နော်အာဒါကြောင့်မို့ကြောင့်ဗန်မာတခါတည်းအာလောက်အခုပေါ်တော့ KBZ Pay ဖုန်းနံပါတ်ချိန်မယ်ဘဏ်အောက်တင်နဲ့ပြန်ပြီးတော့ချိန်မယ်ဆိုရင်အဗန်မှာတစ်ခါတည်းနဲ့ အပီးလုပ်ဖို့အတွက်ကိုကျွန်တော်ကဒီဗီဒီယိုလေးကိုလုပ်ရပြောပြတာပါဗျ။လောရမယ့်အချက်ကဘာလဲဆိုတော့အာမှတ်ပုံတင်တစ်ခုယူသွားမယ်ပေါ့နော်။အာမှတ်ပုံတင်တစ်ခုယူသွားပါ။ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အာ keep it pay ကိုဖုန်းနံပါတ် CH ဖုန်းနံပါတ်ချိန်မယ်ဆိုရင်ပေါ့နော်။အမ်ပြီးတော့ဒါမှမဟုတ်ရင်ပေါ့နော်။ အာကျွန်တော်တို့ကအာ saving account တို့မဟုတ်ပေါ့နော်အာ ATM နဲ့ရှိတ်ထားတဲ့ဆိုလို့ရှိရင်ပေါ့နော်အာ mobile banking လို့ပြောရမှာပေါ့နော် mobile mobile banking နဲ့ပြန်ချိတ်ရှင်တယ်ဆိုရင်ပေါ့နော်တခါတဲ့ဘဏ်မှာအကောက်ကိုစစ်စပြီးတော့မှပေါ့နော် တက်ခါတယ်တပါတယ်ပြီးသွားအောင်အတွက်ပေါ့နော်ဒီဗီဒီယိုလေးကိုလိုအပ်ခြင်းဖြစ်ပါတယ်ဗျာကျွန်တော်ပေါ့နော်အာနှစ်ရသုံးရလောက်ကြည့်နေတယ်ပေါ့နော်ဒီ KPSP နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် online တော့မှရှားကြည့်တယ်ပေါ့နော်ဘလူများဘလူလူများ ပေါ့နော်ဒီပြဿနာတွေကို online မှာတင်မလဲပေါ့နော် ဖြေရှင်းမှုအတွက်ကိုပေါ့နော်ဖြေရှင်းနည်းတွေကိုကျွန်တော်စောင့်ကြည့်ခဲ့ပါတယ်အော်ဒါပေမဲ့ပေါ့နော်အော်မတင်လားဘယ်သူမှလည်းမတင်သေးတဲ့အတွက်ကြောင့်မြန်မာပြည်တွင်းမှာပေါ့နော် ဘသူမှလည်းဒီဗီဒီယိုလေးကိုမလုပ်သေးတဲ့အတွက်ကြောင့်ကျွန်တော်ကဒီဗီဒီယိုလေးကိုလိုအပ်ခြင်းဖြစ်ပါတယ်ဗျ။ဒီဗီဒီယိုလေးကအကျိုးတစုံတရာရှိခဲ့တဲ့ဆိုရင် like လေးနှိပ်ပြီးတော့မှအားပေးသွားလို့လည်းရပါတယ်ဗျ။အော်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေကိုချစ်ချင်တဲ့ဆိုလို့ရှိရင်လည်း subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။